ပရိသတ်များအားလုံးမိင်္ဂလာပါရှင်။ကျမတို့ရဲ့ KBK News Channel ကနေပရိသတ်များအားလုံးကိုပြန်နေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူညံထက်ရောင်စဉ်ရေးသားထားတဲ့ဖို့ထုနဲ့မကျွတ်လို့သူဆွဲဇလန်ရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဇလန်လေးမစတိတ်ခင်မှာကျမတို့ရဲ့ Channel ကိုလိုက်ကန် Subscribe နဲ့ထားပေးဖို့တောင်းဆိုချင်ပါရှင်။ဟုတ်ကဲ့။ဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစလိုက်ပါအောင်မယ်။ကျွတ်တို့ရွာနမေကရွှေညောင်ပင်ရွာရေဗျကျွတ်တို့ရွာအေရီမြကန်းပြီးမှရှိတယ်ဗျ ကျုပ်တို့ရွာကိုရွာတောင်ပိုင်းရွာလေပိုင်းရွာမြောက်ပိုင်းဆိုပြီးသုံးပိုင်းခွဲထားတယ်။အဲ့လိုခွဲထားပြီးမှကျုပ်တို့တရားလုံးကတော့စီစီလုံးလုံးရှိကြပါရဲ့ဗျာ။ရွာရဲ့တာရေးနာရေးအကုန်လုံးကိုစီစီလုံးလုံးနဲ့ဝမ်းဝကူညီဆောင်ရွက်ပေးကြတယ်။အလူပွဲဆိုလေရွာလူငယ်လူရွယ်လူကြီးအကုန်လုံးပါဝင်ဆောင်ရွက်ကြတယ်။ကျို့တူကတော့ကိုကြီးအောင်တင်ဦးဆောင်မှုနောက်ကနေလိုက်လုပ်ကြရေးဗျကိုကြီးအောင်တင်ဆိုတာကျို့တူရဲ့ကာလာတာခေါင်းဆောင်ပေါ့ဗျာပြောဖို့မိနေရကျို့နဲ့မြာဖို့ထူကျို့ကနေရတကားကို ိုဆက်ဆက်ဒီဆက်ဆက်လိုက်ပါတတ်တဲ့အကျင့်ရှိရဲ့ဗျကျုပ်ကကျုပ်စိတ်ဝင်စားတဲ့အရာဆိုဆက်ဆက်စူးစူးလုပ်တတ်တာဗျကျုပ်စိတ်ဝင်စားတာကလည်းတခြားမဟုတ်ပါဘူးတရေဗျတရေတစီတွေကိုကျုပ်ကစိတ်ဝင်စားတာကျုပ်ဖက်ဖူးကြားဖို့တဲ့တရေတစီခုံကြီးတွေအကုန်လိုက်လုပ်ကြည့်ဖို့ရဲ့ဗျအဲ့လိုရှောက်လုပ်ပေးမယ်လေဘာမှမထူးခြားခဲ့ပါဘူးဗျကျုပ်ကအဲ့လိုတွေရှောက်လုပ်ပေးမယ်ရွာရဲ့တာရဲ့နာရဲ့ဆိုလေရှေးစုံကကုညီပေးသားပါဗျခုလဲကြည့်လေရွာတော်မကအိုးထွန်းတာသူ့အိမ်နောက်ကမကြည့်ပင်အောက်မှာပိုးထိပ်ပြီးဆုံးသွားလို့ နိုင်ရဲ့အိမ်မှာတို့တို့ရွာလူငယ်တွေရောလူကြီးတွေရောရောက်နေကြပါဗျာလူကြီးတွေကတော့အိမ်ပေါ်မှာစကားပြောနေကြတယ်တို့တို့လူငယ်တွေကတော့ရင်းနှွေးအိုမီထဲသူအထက်လိုက်လူတွေကိုအဲ့ခံဖို့ချက်ပြုတ်တဲ့သူကချက်ပြုတ်ပေါ့ဗျာဒီလိုနဲ့ညက်နဲ့လာတော့လူကြီးတွေလည်းအိမ်ပြင်းတဲ့သူတွေကပြန်ကုန်ကြပြီဗျအိမ်ပေါ်မှာတော့ဥထွန်းသားရဲ့မိမအရေးခင်ကြီးတယောက်ပဲရှိတော့တယ်ဥထွန်းသားတို့လည်းများကတာသမီမထွန်းကားဘူးဗျအခုဥထွန်းသားဆုံးသွားတော့အရေးခင်ကြီးကတော်တော်အားငယ်နေမှာပေါ့ဗျာအင်းရှိမှာတော့ဖေဝိုင်းကြီးရှိရဲ့ဗျာ ျုပ်လည်းရွှေနှွေးအိုးမိထည့်ပြီးအိမ်မော်တက်သွားလိုက်တယ်။ကျုပ်တက်သွားတော့ကျုပ်နောက်ကနေတန်ကလာလိုက်လာတယ်ဗျ။တန်ကလာရဲ့နာမည်ကြီးကလှိုင်းဆိုးဗျ။ဒါပေမဲ့ဒီကောင်ကအသားမေးပြီးအယိုးကလည်းတန်လို့မာတဲ့ကောင်။ဒါကြောင့်မလို့သူ့ကိုတန်ကလာလို့ခေါ်တာ။အေးအေးအားမငယ်နဲ့နော်။အခက်ခဲဖြစ်ရင်ကျုပ်တို့ပြောလို့ရတယ်။ကျုပ်တို့တက်နိုင်သလားကုညီပေးမယ်။ဟုတ်တယ်အေးကျုပ်တို့အားမနာနဲ့နော်။ကျုပ်တို့တူလို့တားလို့သဘောထားပြီးပြောလို့ရတယ်။တန်ကလာကပါဝင်ပြောတာဗျ။အမေဒီကောင်တန်ကလာအသက်တာငယ်တာ။ဒါမျိုးကြီးချပြောတတ်တာပဲဗျ။ ကျုံနဲ့တန်ကလာတို့အေးခင်ကြီးနဲ့စကားပြောနေရမနဲ့၄နိုင်ထိုးကနေပြီဗျအဲ့ကျင်အင်းရှိမဆူညံဆူညံအတန်ကိုကြားလိုက်ရတယ်ကျုပ်လည်းအင်းရှိကိုထွက်ကြည့်လိုက်တော့ဟောလူကြီးသားရဲ့မှာကိုကြီးအောင်တရမျက်ဖြူကြီးလန်းပြီးသတိလစ်နေရဲ့ဗျကိုအောင်တင်းဆိုတာကျုပ်တို့ရဲ့လူငယ်ကာလာသားခေါင်းဆောင်ကြီးလေးဗျဖဲဝိုင်းတရလူတွေကလည်းကိုအောင်တင်းကိုသတိရအောင်လှုပ်ပေးနေကြရဲ့ဗျကိုတန်းဆောင်ကိုကြီးအောင်တင်းဘာဖြစ်တာလဲဗျကျုပ်ကကိုအောင်တင်းဘေးနာကိုတန်းဆောင်မေးလိုက်တာဗျမတီးဖို့ထူကြီး ငါတို့နဲ့ဖဲဆော့နေပြီတိပောက်ချင်နေဆိုလို့အိနော်ဖေးထွက်သွားတာကွာတော်တော်နဲ့ပြန်မြောက်မလားလို့တော်ကြည့်ရောမှအိနော်ဖေးမှာမျက်ဖြူရီလန်ပြီးတတိလင်းနေရတွေ့လို့ဒီကိုခေါ်လာတာကွာငါတို့လည်းသူတတိပြန်ရအောင်တက်တလောင်လုပ်နေကြတာကိုအောင်တကယ်ကိုလုံးဝတုံနေပြီတတိရမလားဦးဗျကိုအောင်တင်ဖြစ်နေရကပုံမှန်ဖြစ်နေမှာမဟုတ်ဘူးလို့ကြုတ်တွေးမိတယ်ဒါနဲ့ကြုတ်လေအင်ပေါ်ပြန်တက်သွားပြီအကြီးခင်ကြီးအကြီးစီမှာဘာဖုံးပေးထားတဲ့ရေမန်းရှိသေးလားရှိရဖို့သူအကြီးခင်ကြီးကပြောပြီးဖះเจ้าဆောင်มาထားတဲ့ရေမန်းဖို့ယူလာပေးတယ်ဗျ ကျုပ်လည်းယူပြီးဆင်းလာလိုက်တယ်။ပြီးတော့တတိလင်းနဲ့ကိုအောင်တင်ကိုရေမန်းနဲ့ပတ်လိုက်တယ်။ရေမန်းထိလိုက်တာနဲ့တုံနဲ့ကိုအောင်တင်ရဲ့ကိုလုံးကငင်းကြသွားတယ်။တောင်းတော့နေရောမှာကိုအောင်တင်လည်းတတိပြန်ရလာရဲ့ဗျ။ဟုတ်တယ်။မိမလို့ဖြစ်တာလေကွာ။ကိုတန်းစွာမေးတာဗျ။ကျုပ်လည်းဘာဖြစ်သွားမှမသိပါဘူးဗျ။ကိုအောင်တင်ကလေးလေးလံလံအတန်နဲ့ပြောတယ်ဗျ။ဒီလိုနဲ့ပဲမိုးလင်းသွားတာပေါ့ဗျာ။ကျုပ်တို့လည်းကိုကြီးလောက်ကင်ပြေးလိုက်တာ။အခုဆိုဦးထွန်းသားရဲ့ရက်လေတောင်ပြီးသွားပြီဗျ။အဲ့တော့မှကျုပ်တို့လည်းနားရတာပေါ့ဗျာဖို့ထုဟဲ့ဖို့ထု အမေကကျုပ်ကိုခေါ်နှိုးနေရဗျကျုပ်လည်းအရင်ညတွေကအေးအေးသေးမဝါတော့ပင်ပန်းပြီးအိတ်ချလိုက်တာအခုအမေလာခေါ်မှပဲနိုးတော့တယ်ဗျကျုပ်အချိန်ကိုကြည့်လိုက်တော့နေ့လယ်၁၀နာရီတောင်ရှိနေပြီဗျအိတ်ရှိမှနေ့ကိုအောင်တင်ရောက်နေရဲ့အမေကပြောတော့ကျုပ်လည်းခြံောင်ထဲရထွက်ပြီးအင်းရှိကိုထွက်လာလိုက်တယ်ကိုအောင်တရရွာတောင်ပိုင်းရလေဗျကျုပ်ကရွာမြောက်ပိုင်းမှာနေရကျုပ်တို့တွေကလည်းကိုလုံးနဲ့ကိုဆိုတော့တိတ်မတွေ့ဖြစ်ကြဘူးဗျကိုကြီးအောင်တင်ခဏစားအောင်နော်ကျုပ်မျက်နှာတက်လာအောင်မယ် ူမျက်နာတည်ပြီးတော့ကိုအောင်တင်ထိုင်နေတဲ့အင်ရှီယာကွက်ပြစ်မှာဝင်ထိုင်လိုက်တယ်။ကိုအောင်တင်ကအမေအခန့်ထားတဲ့ဆလေးတလေးကိုတောက်နေရဲ့ဗျ။ကျုပ်ကဆလေးမတောက်တတ်တော့ဆလေးနဲ့မခံနိုင်မှဆိုးလို့ထင်ပါရဲ့ဗျ။ကျုပ်ရောက်လာတော့ကိုအောင်တင်ကဆလေးကိုမီးတက်လိုက်တယ်ဗျ။တော်တော်ပြင်းမှန်းသွားလားကွာဖို့ထုရ။ဒီလိုပါပဲကိုကြီးအောင်တင်ကဒါနဲ့ကိုကြီးအောင်တင်ရောတက်တိုင်းမလား။ကျုပ်ကကိုအောင်တင်ဒရေလက်သွားညောင်ပြန်တရေရပြီးမီးလိုက်တာဗျ။တက်တာပါရဲ့ကွာ။မင်းတရင်ချပြီလားဖို့ထု။ဘာတရင်လဲဗျ။မင်းတို့မသိကြသေးဘူးထင်တယ်။ ဥထွန်းတာမကြုတ်ဘူးရဲကွဗျာဟုတ်လားဘလို့ဖြစ်လို့လဲဒီလိုဟေးဥထွန်းတာရက်လေပြီးရဲ့နောက်တနေ့ပေါ့မိတင်ဟာအရေးခင်ကြီးတယောက်တည်းဖြစ်နေလို့အဖို့သွားရေးပေးရပေါ့ကွာတရင်တော့အပေါ်သွားခြင်းတို့အိမ်သာကိုသွားတာပေါ့အရေးခင်ကြီးတို့ရဲ့အိမ်သာလည်းဥထွန်းတာပို့ထည့်ရဲ့မကြည့်ပင်နဲ့မဝေးဘူးလေမိတင်လည်းအိမ်သာတက်ချင်တာနဲ့အိမ်သာတွေကိုဝင်သွားတာပေါ့အဲ့ဒါနဲ့အိမ်သာတွေကပြန်ထွက်လာတော့မကြည့်ပင်ကြီးအောင်မှာဥထွန်းတာငိုနေရတဲ့ဖို့သူရေးဗျာဟုတ်လားကိုကြီးအောင်တယ်ဟုတ်တယ်ဖို့သူရေး မိတင်ပြောတော့ဦးထွန်းသားမှဦးထွန်းသားရဲကွာမိတင်လည်းအတန်ကြီးအော်ပြီးအင်ပေါ်ပြစ်တက်တာပေါ့ကွာသူဖြစ်ပျက်ကိုပြောပြတော့ငေါ့တောင်မန်းလူလေကြောက်ကုန်တာပေါ့ဒါကြောင့်ဖုန်ကြီးပြင်ပြီးကမဝါရွတ်ကြတဲ့ဖို့ထုရအဲ့ဆိုအဆင်ပြေသွားရောလားဗျကိုကြီးအောင်တင်ကျုပ်ကလည်းဦးထွန်းသားရဲ့နိုင်ပေကရအင်ပြန်သိမ့်မထွက်တော့ရွာတောင်မန်းရအကြောင်းမသိလိုက်ဘူးဗျပြီးတော့ကျွတ်တို့ရွာလေရွာကြီးဖြစ်ပြီးအကျေကြီးဆိုတော့တောင်မန်းရကိစ္စမြောက်ပိုင်းမသိမြောက်ပိုင်းကိစ္စတောင်ပိုင်းမသိဆိုသလားဖြစ်နေရဗျဒါကြောင့်မို့တိကျင်စောနဲ့မေးလိုက်တယ် အေးကမဝါရွတ်ပြီတရက်နှစ်ရက်တော့အဆင်ပြေသွားပါရဲ့ကွာဒါမဲ့နောက်ပိုင်းကျဥထွန်းတာရဲ့ဝိညာဉ်ကိုပြန်တွေ့နေရတာပဲတဲ့ကွာဟုတ်လားကောင်းတယ်ဒါဆိုဥထွန်းတာမကြုတ်ဖို့ပေါ့ဗျအေးမကြုတ်ဖို့ပေါ့ကိုကြီးအောင်တယ်ဥထွန်းတာကြီးကမကြုတ်ဖို့ဆိုတာယုံလားဗျအေးငါလည်းအဲ့လိုပဲထင်နေဖို့တူဒါနဲ့မင်းငါတရိလက်သွားညအောင်မှတ်မိသေးလားဖို့တူမှတ်မိရပါဘောကိုကြီးအောင်တရကျုပ်တောင်ရေမန်းနဲ့ပတ်လိုက်မှကိုကြီးအောင်တင်သေးရလားလေအေးငါဘာလို့အဲ့လိုဖြစ်သွားလဲမင်းသိလားမသိဘူးဗျာ အိမ်ညာငါတေးပေါက်ချင်လို့အိမ်သားကိုသွားရတာကွအဲ့မှာမကြည့်ပြန်အောင်မှလူတစ်ယောက်ကထိုင်နေရငါလည်းရွာလူထင်းပြီးဘာမှမတွေ့ပဲအိမ်သားကိုဝင်သွားတာပေါ့ငါအိမ်သားကနေပြန်ထွက်လာတော့အဲ့လူဟာရှိနေတုန်းကငါလည်းဘယ်သူမှန်းသိရအောင်အနောက်သွားကြည့်လိုက်တာပေါ့ငါသူ့နားရောက်တော့အဲ့လူဟာငါဘက်ကိုလှည့်လာတယ်ကွအဲ့တော့မှငါတွေ့လိုက်ရတာဟေးဥထွန်သားကွညနာကြောက်စရာကြီးကွငါလည်းအဲ့ဒါတွေ့တော့လန့်သွားတာပေါ့အဲ့နောက်ပိုင်းတော့ဘာဖြစ်ကုန်လဲမမှတ်မိတော့ဘူးအော်ဒါကြောင့်ကိုအောင်တင်သတိလစ်သွားတာဟုတ် အဲ့တော့မှကိုကြီးအောင်တင်သတိလေးရတဲ့အကြောင်းရင်းကိုကြုတ်တိလိုက်ရတာဗျ။ဥထွန်းသားပါလို့မကြွရလဲဗျ။သူ့အမျှပေးဝေးတာမရဘူးလားမသိဘူး။ကျုပ်ကကိုကြီးအောင်တင်ပြောတာကိုစဉ်းစားပြီးပြောလိုက်တော့အဲ့ဒါတော့မသိဘူးဖို့သူရေဒီနေ့ဆရာကြီးတယောက်ကိုခေါ်လာတယ်ကွ။ဥထွန်းသားကိုကြွအောင်လှုပ်ဖို့တဲ့။ဟုတ်လားဗျ။အေးမင်းကဒီလိုကိစ္စကြီးစိတ်ဝင်စားရမလား။အဲ့ဒါကြောင့်ငါမင်းကိုလာခေါ်တာကွ။မင်းလိုက်မယ်မလား။ကျုပ်ကဒီလိုမျိုးဆိုစိတ်ဝင်စားရဲကောင်းလေဗျ။မလိုက်ဖဲနေပါမလား။ကျုပ်လိုက်မှာပေါ့ကိုကြီးအောင်တင်က။ ဒါဆိုလဲသွားကြမယ်လေကွာကျုပ်ကိုခဏဆောက်မအောင်လားကိုကြီးအောင်တယ်ကျုပ်ထမင်းမဆောက်ရသေးလို့ဗျကိုကြီးအောင်တယ်လဲတခါဝင်ဆောက်သွားပါလားမဆောက်တော့ဘူးကွာမင်းမဆောက်ပါကွာအချိန်ရပါတယ်ကျုပ်လည်းအမေချက်ထားတဲ့စက်သားစီပြန်ဟင်းနေနဲ့ဘကွာကိုဆောက်လိုက်တယ်ပြီးတော့နှစ်ယောက်သားရွာတောင်မန်းကိုထွက်လာပါဗျကျုပ်တို့ရွာတောင်မန်းကိုရောက်ပြီဗျအချိန်ဟာ12နာရီခွဲလောက်ရှိပြီဗျအရေးခင်ကြီးအိမ်မှာလွေလဲဆုနေကြတယ်သူတို့လည်းလာကြည့်ကြအဖြစ်မယ်ကျုပ်နဲ့ကိုကြီးအောင်တယ်လဲအင်တဲဝင်သွားလိုက်တယ်အင်တဲရောက်တော့ဆရာကြီးကိုတွေ့လိုက်ရတယ် ဆရာကြီးဆိုရဲလူကအသက်60လောက်ရှိမယ်ဗျခန္ဓာကိုယ်နည်းနည်းဝန်းဝါနဲ့ယောဂီရောင်ခေါင်းပေါင်းစာလေးကိုပေါင်းလို့တမလင်ချိတ်ထိုင်နေရဗျဆရာကြီးနာမည်ကဥညိုများတဲ့မခင်ကြီးကဥထွန်းတော်ကျွတ်လို့စေချင်တယ်မလားဥညိုများကအရေးခင်ကြီးကိုမေးတယ်ဗျအရေးခင်ကြီးကခေါင်းငယ်ပြတယ်ဟုတ်ပြီဒါဆိုသူကျွတ်လို့သွားကိုတည်တာစီအောင်လူတယောက်ကကိုညီပေးပါအဲ့လူကမကြောက်တတ်တဲ့သူဖြစ်ရမယ်နော်ဘာလို့ဆိုအဲ့လူကိုကျုပ်ကနာနာဘဝတွေမြင်ရတဲ့စီကိုမျက်လုံးမှာကွင်းပေးပါဒါကြောင့်မို့ ောက်တက်လို့တော့မရဘူး။ဥညိုများပြောတော့တရက်တစီကိုမြင်ချင်းနဲ့ကျုပ်အကြိုက်ပေါ့ဗျာ။ကျုပ်လည်းရှေ့ကိုထွက်ပြီးကျုပ်ကြည့်မယ်လို့ပြောလိုက်တယ်။ကောင်းပြီလေ။ဥညိုများပြောပြီးဖះရှခိုးနေလိုက်တယ်။ကျွန်တော်လည်းစကားကြီးပြောနေခဲ့ကြပေါ့။ညနေတော်စောင်းတော့မဲဗျ။အဲ့ချိန်မှာဥညိုများဖះရှခိုးရာရက်ပြီးအိမ်ပေါ်ဆင်းသွားတယ်။ကျုပ်တို့လည်းအနောက်ကနေလိုက်ကြည့်ကြပါပေါ့။ဥညိုများကအိမ်နောက်ဖះမကြီးပြင်ကိုသွားနေရဗျ။မကြီးပင်ရှေရောက်တော့ရက်လိုက်တယ်။ကဲမြကွင်းစီကွင်းခံမဲ့လူငယ်လေးလာခဲ့ကျုပ်လည်းအနားကိုသွားလိုက်တယ် ကောင်းလေမင်းမျက်လုံးမှိတ်ထားပါငါဖွင့်မခိုင်းမချင်းမဖွင့်ပါနဲ့ကျုပ်လည်းမျက်လုံးမှိတ်လိုက်တယ်ဦးညိုမြားလက်ညိုကကျုပ်မျက်လုံးနားတဝိုင်းမှာလှဲ့နေရဲ့ဗျသူပါဇက်ကလည်းတွတ်တွတ်ရော့နေတာကြောက်ကြရတယ်ရပြီဖွင့်တော့ဦးညိုမြားပြောရနဲ့ကျုပ်လည်းမျက်လုံးဖွင့်လိုက်တယ်အမလေးရုတ်တရက်ဆိုတော့ကျုပ်လန့်သွားတာဗျကျုပ်ရှာမကြည့်ပြန်အရှိမဥထွန်းသားရက်နေရလေဗျာကောင်းလေဥထွန်းသားတွေ့ပြီမလားဟုတ်တွေ့ပါရဲ့ဆရာကြီးကောင်းပြီဒါဆိုသူ့ကိုကျွတ်လွန်အောင်လုပ်ပေးမယ် မင်းကြည့်ထားပြီးဥထွန်းသာကျွတ်တော်သွားကိုရွာလူတွေကိုပြန်ပြောပြလို့ရအောင်ပေါ့ဥညုံများပြောပြီးလွေထရအင်းချက်တစ်ချက်ကိုထုတ်လိုက်တယ်အဲ့တော့မြင်တော့ကျုပ်စီတယ်တမျိုးတွင်းမိသွားရဲ့ဗျဘာလို့ဆိုကျွတ်လွတ်အောင်လုပ်တာအင်းချက်နဲ့လို့လို့ရအောင်လားပေါ့ကျုပ်ကြားဖို့ရာကအင်းချက်တေးဆိုတာနေ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 ရာမှာတုံးနေလေဗျကျုပ်တွင်းနေတော့ဥညုံများကအင်းချက်ပြစ်လိုက်တယ်ဗျအင်းချက်ကဥထွန်းသာကိုထိရနဲ့ဟုံးနေမြည်ပြီးမိကိုတွေစိုင်းသွားရဲ့ဗျမိကိုပြောက်သွားတော့ဥထွန်းသာမတွေ့တော့ဘူးဟောဥထွန်းသာက မကြီးပင်ပေါ်ရောက်သွားပြီဗျကျုပ်မြင်သလိုဥညိုမြလည်းမြင်ပုံရတယ်ဗျဒါကြောင့်ဥညိုမြသူ့ကောင်းမောင်စားကိုဖြုတ်လိုက်တယ်ပြီးတော့ကောင်းမောင်စားကိုလက်နှစ်ဖက်နဲ့ကင်ပြီးတခုခုရွတ်နေရဲ့ဗျဥညိုမြရွတ်တာကွန်တရာညံ့လောက်ကြရဲ့ဗျပြီးတော့မှကောင်းမောင်စားကိုလေထဲကိုဝဲရိုက်လိုက်တယ်ဟာကျုပ်ကြည့်နေနေဥထွန်းသာပျောက်သွားပြီဗျတော်တော်ကြာကြာကြီးအထိကျုပ်ကြည့်နေမိရဲ့ဗျဥထွန်းသာမတွေ့ရတော့ဘူးလူငယ်လေးဥထွန်းသာမရှိတော့ဘူးမလားဟုတ်မရှိတော့ဘူးဗျအေးသူကျွတ်လို့သွားပြီး ဥညွံ့များပြောတော့အလုံးကဝမ်းသာသွားကြတယ်။သူတို့ကမတွေ့ကြပါပဲ။ကျုပ်ကမြင်နေရလေဗျာ။အဲအကြောင်းကျုပ်ပြပြလိုက်တော့မှဥထွန်းသားကြီးတကယ်ကျွတ်လို့သွားတာယုံကြည်သွားကြရလေဗျာ။အကြီးခင်ကြီးကလည်းဆရာကြီးကိုပတ်စံနေကတော့လိုက်သေးရဲ့။ဆရာကြီးကကျုပ်ကိုတရေမြင်နိုင်တဲ့မျက်ကွင်းစီကိုပြန်ဖြတ်ပေးရဲ့ဗျာ။ကျုပ်လည်းအင်ကိုပြန်လာခဲ့တာပေါ့ဗျာ။ကျုပ်အိမ်ပြန်ရောက်တော့အဖေနဲ့အမေတို့တော့အိတ်နေပြီဗျာ။ကျုပ်လည်းချက်နောက်ထောင်းပြီးဝင်အိတ်နေလိုက်တယ်။ဒီနေ့နဲ့ဆိုဥထွန်းသားကိုကျွတ်လို့အောင်လုပ်ပေးလိုက်တာနှစ်ရက်ရှိပြီဗျာ။ဥထွန်းသားလည်းကျွတ်လို့သွားတာ။ နေရရှိပြီပေါ့ဗျာကျုပ်ကအိရှိယကွက်ပြစ်မှာလက်ဖက်တုပ်စာရင်းနှီးချမ်းတောက်ရင်အဲ့အကြောင်းလေးပြန်တွေးနေမိရဗျဆရာကြီးဥညွံ့များအကြောင်းကိုလည်းတွေးနေမိတာအဲ့ချိန်ကိုအောင်တင်တယောက်ကျူတို့ channel ဝင်လာကိုတွေ့လိုက်ရတယ်ဟာကိုကြီးအောင်တင်လာဗျာလက်ဖက်တုပ်စာရင်းနှီးချမ်းတောက်ကျုပ်ကပြောရင်ရင်းနှီးချမ်းတစ်ခွက်ငှဲ့ပေးလိုက်တယ်ကိုအောင်တင်ကရင်းနှီးချမ်းတစ်ခွက်တောက်လိုက်တယ်ကိုကြီးအောင်တင်အလဲတက်တက်ပဲလားအေးဘောကွာအလဲပဲပေါ့ဒါနဲ့မင်းကိုမေးစရာရှိလို့ကွာဥထွန်းသာကျူတို့သွားကိုမင်းတေချာမြင်ခဲ့ရလား ဟုတ်ကဲ့မြင်ခဲ့ရတာပေါ့ဗျဥထွန်းသားကြုတ်ကြည့်နေနေပျောက်သွားတာဗျ။အော်ဟုတ်လားမင်းမကြောက်ဘူးလားဖို့တူမကြောက်ပါဗျာကြိုစိတ်ဝင်စားတွေ့ခွင့်ရလို့ပျော်တော့ပျော်သေးရဲ့။ကိုကြီးဖို့တူကိုကြီးဖို့တူတန်ကလာချောင်းဝါကနေအော်ခေါ်နေရဗျ။ဟေးတန်ကလာဝင်လာခဲ့လေဘာဖြစ်လို့လဲ။ကိုကြီးဖို့တူဘာဖုန်းကြီးကခေါ်ခိုင်းလိုက်လို့ဗျ။ဟေးဘာကိစ္စလဲကွာ။အဲ့ဒါမသိဘူးဗျ။ဘာဖုန်းကြီးကခေါ်ရဲဆိုတော့မြေမြေလေးသွားဖို့တူရေးငါလည်းဒီဘက်ရောက်တော့ရှောက်သွားလိုက်အောင်မယ်။ ကိုအောင်တရပြောပြီးရွာလေးလျှောက်သွားတယ်။ကျွန်တော်ရွာဖုံးကြောင်းရွာလေးပိုင်းမှာရှိရဗျ။ကျုံနဲ့တန်ကလာလေးရွာလေးပိုင်းကိုအတူတူထွက်လာပါဗျာ။ဖုံးကြီးကြောင်းနဲ့ရောက်တော့ပါဖုံးကြီးနဲ့အတူထိုင်နေရဲ့အသက်ကြီးကြီးလူတယောက်ကိုတွေ့လိုက်ရတယ်။လာဖို့သူထိုင်။ကျုပ်ကထိုင်ပြီးဖះကိုဦးတိုင်းလိုက်တယ်။ပြီးတော့ပါဖုံးကြီးကိုရှက်ခိုးလိုက်တယ်။ဖို့သူဒါဘုံမင်းထင်နဲ့နဲလှဲ့ပြီးပြောကားကူပေးနေတဲ့အထက်လန်းဆရာတယောက်ပဲ။မင်းကဒီလိုကိစ္စမျိုးဆိုစိတ်ဝင်စားတက်တာတိလို့မိဆက်ပေးဖို့ခေါ်လိုက်တာ။တင်မဗျာ။တခါကြီး ဒါဦးစင်းပြောတဲ့ဖိုးထုတ်လေးဦးစင်းကကြုတ်ကြောင်းနေတော့ဘုံမြင့်ထင်ကိုပြောပြထားတယ်ထင်နေဗျဘုံမြင့်ထင်ကအသားညွညွအယက်မြင့်မြင့်ဥပဒေရုပ်ကလည်းကြည့်လိုက်တာနဲ့အလိုလိုကြည့်ညိုလာရဲ့ဗျဘုံမြင့်ထင်ကကြုတ်ကိုကြည့်ပြီးစကားဆပြောတယ်မောင်ဖိုးထုတ်မင်းတရက်တစီအကြောင်းစိတ်ဝင်စားလားကွာဟာစိတ်ဝင်စားတာဗောဘိုးရဲ့မင်းတို့မကဲတင်ချင်ဘူးလားဗျာဖိုးတို့ဘာလို့ကဲတင်မှာလဲတို့ကလူတွေကိုဒုက္ခပေးနေမှာမဟုတ်ဘူးလားဗျလူတွေအထင်မှားနေပြီးတချို့နာနာဘဝတွေကတနာဖို့ကောင်းလို့ကဲတင်ရတယ်လို့ တချို့ကြောင့်လေလူတွေကိုဒုက္ခပေးလို့နှင်းနေရလည်းရှိတယ်။နောက်ကျရင်လူတွေနားလည်လာပါလိမ့်မယ်။ဟုတ်ကဲ့ဖိုးကျုပ်ဘုံမင်းထင်တဲ့စကားပြောနေတော့ရွာတော်မန်းရဲ့လူကြီးတယောက်အမော်တကောနဲ့ကျောင်းမော်တက်လာရေးဗျ။ဘာဖုံးဗျ။ဘာဖုံးဗျ။ဟေးတကမြက်သိမ့်ဘာဖြစ်လို့လဲကွ။ဟုတ်အကြီးအကြီးခင်ကြီးကိုတရဲဝင်ပူးနေလို့ပါဟေးဟုတ်လားတင်းမဗျာအဲ့ဒါပါဖုံးကိုလာပစ်နာပါဗျအေးပါဖုံးလေလောကီရရာတွေမှာဝင်မပတ်သက်ချင်ဘူးကွပါဖုံးကအဲ့လိုပြောတော့ကျုပ်ကူညီလိုက်ပါမယ်ဗျာ ဘုံမြင့်တင်အောင်ဝင်ပြောတာဗျဖိုးထူမင်းလည်းတကိုင်းမင်းထင်နောက်လိုက်ပြီးကိုညီကြီးဘာဖုံးကအဲ့လိုပြောတော့ကျို့တို့လည်းဘာဖုံးကိုရှခိုးပြီးထွက်လာခဲ့ကြတယ်အေးခင်ကြီးအိမ်ရောက်တော့အေးခင်ကြီးကိုလူကြီးသုံးယောက်ကဝိုင်းချုပ်ထားတယ်ဗျရွာတွေကလူတွေကလည်းဝိုင်းကြည့်နေကြတယ်အေးခင်ကြီးကအတင်းရောက်နေအောင်ယောက်ျားသားသုံးယောက်ကမင်းဆွဲထားတယ်ကျို့တို့အိမ်ထဲရောက်တာနဲ့ဘုံမြင့်ထင်ကဟဲ့ကခုချက်ချင်းတိတ်ဆန်မပပါငေါ့ပြီဖះကြောင်းဆောင်ရှိမှာဖះသွားရှိခိုးနေလိုက်တယ်ပြီးမှမင်းတီကိုလာခဲ့စမ်း ဘုံမင်းထင်အောင်ပြောတော့လူသုံးယောက်လေအရေးခင်ကြီးကိုလှုပ်ပေးလိုက်တယ်။အရေးခင်ကြီးကရှေ့ကိုတိုးလာတယ်ဗျ။မင်းဘယ်သူလဲ။ငါထွန်းတာသူ့ယောက်ျားထွန်းတာ။ဟေးကျွတ်တို့အားလုံးအော်သွားကြတယ်။ဦးထွန်းတာကျွတ်တို့သွားပြီလေဗျ။အခုအရေးခင်ကြီးကိုဝင်ပူးနေရကဦးထွန်းတာဆိုတော့ကျွတ်တို့အော်ကုန်တာပေါ့။ကဲဖြစ်ချောင်းကုန်စင်ကျုပ်ကိုပြောစမ်း။ဘုံမင်းထင်အောင်အေးစေးတည်ငြိမ်စွာပြောလိုက်တယ်။ကျုပ်ကအိမ်တော်ပြရမကြီးပင်မှာနေရပါတယ်။အရင်အဲ့ဒီပင်မှာတရေချီတကောင်နေတယ်။သူကကျုပ်နဲ့လူစားလေးပြီးလွတ်လပ်သွားပါပြီ။ ကျုပ်ကတော့ဒီမကြီးပြန်မှာပဲသူ့နေရာအစားထိုးပြီးစောင့်နေရပါကျုပ်အဲ့လိုနေရာကိုဒီရွာလူတရားကြောက်ပြီးဖုန်ကြီးပြင်ပြီးကမောရွေ့ကြတယ်ကျုပ်အရန်ပူပြီးမခံနိုင်လို့တခြားနေရာကိုရွှေ့သွားရပါတယ်ဒါပေမဲ့နောက်ဆုံးကျုပ်ဒီနေရာပဲပြန်နေရပါတယ်နောက်ပြီးဟိုထက်လန်းဆရာလူလုံးနဲ့တယောက်ကအင်ဂျင်နဲ့ပေါ့အင်းပဝါနဲ့လှုပ်လို့ကျုပ်တခြားနေရာကိုလွင်သွားခဲ့ရပါတယ်သူတို့ကတော့ကျုပ်ကျွတ်လို့သွားပြီးပဲထင်နေခဲ့ရပါကျုပ်ကဒီမကြီးပြင်မှာဟိုတရေကြီးအစားလူစားလဲခံရတဲ့အတွက်အမြဝေတာကိုလည်း ါတို့ခေါ်လို့မရပါဘူးကျုပ်ကိုကဲပေါင်းဆရာကြီးရဲ့အေးခင်ကြီးကိုဝင်ပို့နေရဲ့ဦးထွန်းသားပြောပြီးမိုးတော့တာပဲပြောကျုပ်တို့လည်းအော်အော်သွားကြတယ်ပြီးတော့တနာလည်းတနာသွားတယ်ကျုပ်ကူညီပါမယ်အခုတော့ခမားထွက်သွားပြီပါဒီမျိုးသမီးလည်းပြင်ပန်းလှပြီဟုတ်ကဲ့ပါဦးထွန်းသားကြီးကပြောပြီးထွက်သွားတယ်ဗျကျုပ်တို့လည်းအေးခင်ကြီးကိုတတိယအောင်ပြန်လို့ရအောင်ပေါ့ဗျာကဲလူလေးဖို့ထူရင်ဦးထွန်းသားကျွတ်လို့အောင်ကူညီကြအောင်ခွဲဘုံမြင့်ထင်ဟာပြောတာဗျဘိုးဦးထွန်းသားကြီးပြောတာ သူကလူစားလဲခံရတာဖြစ်တဲ့အတွက်တအားခေါ်လို့မရဘူးဆိုရင်ကျွလွတ်အောင်ဘယ်လိုလုပ်ပေးမလဲကျုပ်ကနားမလည်လို့မေးလိုက်တာဗျနောက်ကြရင်အကုန်တည်သွားပါလိမ့်မယ်အခုတော့ဒီရွှေညောင်ပင်ရွာရဲ့ရွာလူကြီးကိုခေါ်ပေးလို့ရမလားရတယ်ဗျတန်ကလာဝင်ပြောပြီးအေမောချက်ချင်းဆင်းပြေးသွားတယ်ခဏကြာတော့တန်ကလာနဲ့အတူတကြီးဥပတင်မှာပါလာရဲဗျကျုပ်ကဒီရွာတကြီးဥပတင်မှာဘာကူညီရမလဲဗျတကြီးကဘုံမထင်အောင်ပြောတော့အော်ဒီလိုပါဒီရွာသားဥထွန်းသားကသူ့ရဲ့အိမ်နောက်ကမကြီးပင်မှာ လူစားလဲခံရပြီးနေရပါတယ်။ဒါကြောင့်သူကသားတို့မခေါ်နိုင်ပါဘူး။အဲအကြောင်းသူသားတို့ခေါ်နိုင်ဖို့အတွက်ဆိုရင်တကြီးအမိပြန်နဲ့လိုအပ်လို့ပါ။ဘုံမိထင်ဟာပြောတာဗျ။ပြီးတော့အကြောင်းဆုံးရှင်းပြပြီးဘယ်လိုပြောရမလဲဆိုတာပါသင်ပေးလိုက်တယ်။ပြီးရနဲ့တို့တို့အားလုံးမကြီးပြန်နောက်ကိုသွားကြတယ်။မကြီးပြန်ရှေ့ရောက်တော့တကြီးဥပတရာအေးမကြီးပြန်မှာလူစားလဲခံရပြီးစောင့်နေရတဲ့ဦးထွန်းသားခမဒီမကြီးပြန်ဟာဟောဒီကျွန်ုပ်ပိုင်တဲ့ရွာရဲ့နေမြေထဲမှာရှိပါတယ်။အဲ့အတွက်ကြောင့်ကျုပ်ကခမကို ဒီမကြီးမှာစောင့်နေရဘဝကလှုပ်ပေးလိုက်ပါပြီ။တင်လွတ်လွတ်လပ်လပ်နေနိုင်ပါပြီ။တကြီးဥပတရားဘုမင်းထင်တင်ပြရဲ့အတိုင်းပြောလိုက်တယ်ဗျ။အဲ့ချိန်မကြီးပြင်တစ်ခုလုံးလေမတိုက်ဖဲနဲ့လှောက်ခတ်သွားတယ်။ဘုမင်းထင်ကကောင်းတစ်ချက်ညှိပြီးဥထွန်းသာလွတ်လပ်သွားပါပြီ။အခုသူ့အတွက်ကုသိုလ်ပြုလုပ်ပြီးအမြတမ်းပေးဝေရင်သူတာထုခေါ်နိုင်ပါပြီ။အဲ့ဆိုသူကြွလို့သွားပါလိမ့်မယ်။အဲ့လိုပြောနေဗျ။အရေးခင်ကြီးလဲမဆိုင်မတော့ပဲ။နောက်နေ့မှတင်ငန်းလိုဆွန့်ကပ်ဖို့စီစဉ်လိုက်တယ်ဗျ။မနက်မိုးလင်းတော့အရေးခင်ကြီးအိမ်ကို ဘာဖွားကြွလာရဲဗျကျွတ်တို့ရေလေတရားနာဖို့အယုံပြုနေကြပါဗျာကျွတ်ဘေးဘီကိုကြည့်လိုက်တော့ကျွတ်တို့ရွာသူရွာသားတွေရဲ့ဘေးမှာဥထွန်းသာထိုင်ပြီးတရားနာနေရဲဗျဘာဖွားတရားပေးပြီလို့အမြတမ်းပြေးဝေးလိုက်တယ်ဒီတခါတော့ဥထွန်းသာတယောက်ဒါတို့ခေါ်နိုင်သွားပြီဗျဥထွန်းသာကဒါတို့ခေါ်ပြရနဲ့သူရဲ့ခန္ဓာကိုယ်ကကိုယံကိုယ်ကတောက်ပလာတယ်ပြီးတော့မျက်နာပြုံးနေပြီတဖြည်းဖြည်းအမုံဖြတ်သွားပြီးပျောက်သွားရောပြို့ဒီလိုဆိုရင်တော့ဥထွန်းသာတယောက်တကယ်ကျွတ်လို့သွားပြီပေါ့ဗျာ တူတူလည်းကိစ္စရေးပြရနဲ့အင်ပြန်ခဲ့ရပေါ့ဗျာကျုပ်အပါရင်းနဲ့အမေတို့လည်းဒီကြောင်ပြန်ပြောပြတော့အမေတို့လည်းအောင်းနေကြပေါ့ဗျာကျုပ်လည်းကျုပ်စိတ်ဝင်စားတဲ့အရာတွေကိုအခုလိုကိုတွေးကြုံခွေရခဲ့တော့ကျင်းနဲ့နေမိရပေါ့ဗျာကျုပ်ကဥထွန်းသားကိုဘာလို့မြင်နေရလဲဆိုတာခမရောက်တွေးနေကြရမလားဘာလို့လဲဆိုတော့ဘုံမြင့်ထင်ကကျုပ်ကိုတည့်ရမြင်နိုင်တဲ့မျက်ကွင်းစီကွင်းထားပြေးခဲ့လို့ပေါ့ဗျာဒါကြောင့်ကျုပ်အကုန်လုံးကို မြင်ခဲ့ရပါပေါ့